တိုက်ဦးပဟိုအချင်းထောင်ကအချင်းသားအချင်းသူတွေကိုထောင်ပြောင်းရွှေ့မဲ့အစီအစဉ်ရှိတဲ့အတွက်နိုင်ငံရေးအချင်းသားအချင်းသူတွေရဲ့မိသားစုဝင်တဲ့အနေနဲ့လိုအပ်တာတွေကြိုတင်ပြင်ဆင်ကြဖို့မေလ10ရက်နေ့ဒီကနေ့မှာနိုင်ငံရေးအချင်းသူများအဖွဲ့ WOPP ကထုတ်ပြန်လိုက်ပါတယ်။ ။ထုတ်ပြန်ချက်ထဲမှာတော့ရန်ကုန်မန္တလေးအမြန်လန်းဘကိုးမြို့က32မိုင်အတက်လမ်းပိုင်းနေရာမှာတည်ရှိတဲ့ဘကိုးထောင်အစ်စ်ကိုတိုက်ဥပဟိုအကျဉ်းထောင်ကထောင်တန်း10နှစ်နဲ့10နှစ်အောက်ကြာခံနေတဲ့သူတွေအကျဉ်းသားအကျဉ်းသူတွေကိုတနင်္လာနေ့မှာပြောင်းရွှေ့ဖို့စီရင်ောက်ယူထားပြီးဖြစ်ကြောင်းသတင်းတွေကြားသိထားရတယ်လို့ဖော်ပြထားပါတယ်။ထောင်ပြောင်းရွှေ့အစီအစဉ်တွေကိုတော့စနေတနင်္ဂနွေနေ့တွေမှာပဲပြောင်းရွှေ့ခြင်းတွေပြုလုပ်တတ်တာကြောင့်မိသားစုတွေအနေနဲ့သတင်းမပြတ်စောင့်ကြည့်ကြဖို့လိုအပ်ကြောင်းလဲ WPP ကဆိုထားပါဗျ။ ထောင်ပြောင်းရွှေ့တဲ့အခါအကျဉ်းသားအကျဉ်းသူတွေအနေနဲ့အခက်အခဲတွေကြုံတွေ့ရလေးရှိပြီးထောင်ပြောင်းရွှေ့တဲ့အစီအစဉ်မှာနိုင်ကျင်းတွေလည်းပါဝင်လာကြောင်းမလိုလားတဲ့အခက်အခဲတွေနဲ့ပြဿနာတွေမဖြစ်ပေါ်စေဖို့မိသားစုဝင်တွေအနေနဲ့လက်ရှိအချိန်ကစလို့ထောင်တွင်းသတင်းတွေကိုမပြတ်နားဆွင့်ကြဖို့နဲ့လိုအပ်တာတွေကိုပြင်ဆင်ကြဖို့ကိုလည်းထုတ်ပြန်ချက်ကနေတစင်တိုက်တွန်းထားပါရရှင်